ရှမ်းပြည်နယ်တောင်ပိုင်းနန်းစံခရိုင်မုံနယ်မြို့နယ်၌မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဦးဆောင်မှုဖြင့်နှစ်စဉ်ကျင်းပမည်ဖြစ်သော14ကြိမ်မြောက်မြို့နယ်စင်ဌာနဆိုင်ရာများစုပေါင်းမဟာဘုံကထိန်စီတန်းလဲလဲခြင်းကို ယနေ့နနက်ရှင်းနာရီချိန်ကဟော်ဝင်းစုရဲ့နေရာမှစတင်၍စီကားတိုက်မြိုက်စွာလှည့်လည်ခဲ့ကြောင်းသိရပါသည် ထို့သောလေလေရာတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှအဖွဲ့ဝင်များမြို့နယ်ကောပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမြို့နယ်စင်ဌာနဆိုင်ရာများမြို့မီမြို့ဖားများနှင့်ရင်းချိမှုအကအဖွဲ့တို့ကမိုးနယ်ဟော်နန်းစုရံမှနန်းဆန်းမိုးနယ်မိုင်းတုံမိုင်းဆက်ပြည်တော်စုလန်အတိုင်း ထုံမတဆင်မိုးနှဲမောက်မဲလမ်းမှာဥယျာဉ်ရွက်ရှိစင်တောင်ဖုံးတော်ကြီးကျောင်းသို့ဌာနဆိုင်ရာများဤစုပေါင်းပရိသတ်ပင်များဦးစီပုံမောင်းများနှင့်တိုင်းရင်းသားရွာအဖွဲ့များကလမ်းတလျှောက်စီကားတိုင်းမြိတ်စွာလဲလဲခဲ့ကြပါသည် ယနေ့စင်တောင်းကျောင်းတိုင်းတိုင်းကျင်းပသည့်မြို့နယ်ဌာနဆိုင်ရာများ၏၁၄ချိန်မြောက်စုပေါင်းမဟာဘုံကထိန်အလူတော်မင်္ဂလာပွဲတော်တွင် လူဒန်းနိုင်ခဲ့သော လူဒန်းမှုစုစုပေါင်းမှပရိဒါပင်ရှိဖြစ်စီတံဖိုးနှင့်ငွေသားတံဖိုးစုစုပေါင်းကျပ်134ဒိန်6250တီတီဖြစ်ကြောင်းသိရှိရပါသည်ရှင်။